အလုံးမမင်္ဂလာပါ view season ဌာနနဲ့ကြိုဆိုပါရစေ။ကျွန်မကတော့ snow ပါ။ဒီကနေ့မေလ30ရက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ယနေ့ရနာဆရာမေသတင်းတွေကတော့ချင်းပြည်ဟောင်ဂရမ် data recorder မြို့မှာဘိန်ဖြူအမြောင်အများဖန်ဆီးရမိတဲ့ TPCE မှုကြောင့်ကြောင့်မှာစိတ်ကြွစီပြားတွေထပ်မံဖန်ဆီးရမိတယ်လို့ HPO CDF ဟောင်ဂရမ်ကပြောပါတယ်။ ကရီးမြူကနဲ့ချင်းတောင်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ကြောင့်ဝိန်ဆွန်ခွာစပေးရှောင်းနေရတဲ့ဒေသခံပြည်သူတထောင်ကျော်ဟာအခြေခံစာနယ်ရိတ်ခါအမှုအကနဲ့စေဝါတွေလိုအပ်နေတယ်လို့သိရပါတယ်။ချင်းပြည်ချင်းလန်အစိုးရအဖွဲ့ကာကွယ်ရေးဝန်ကြီးဌာနရဲ့ဦးဆောင်မှုဖြင့်ကာကွယ်ရေးဆိုင်ရာညှိနှိုင်းအစည်းအဝေးတရက်ကိုချင်းလုံမြို့မှာကျင်းပပြုလုပ်ခဲ့ကြတဲ့သတင်းနဲ့အတူအခြားဆွေးနွေးစာဆရာနောက်ဆုံးရသတင်းတွေတင်ဆက်ပေးဖို့ရှိပါတယ်။ ချင်းပြည်ဝန်ကုန်ရမ်ဒေတာရီကော်ဒါမျိုးမှာဘင်းဖြူအများအများဖန်ဆီးရမိတဲ့ TPCE မှုကြောင့်မှစိတ်ကြွစီပြတွေထမှန်ဖန်ဆီးရမိတယ်လို့ HPO CTF ဝန်ကုန်ရမ်ကထုတ်ပြန်ပါတယ် HPO City ဘုံရမ်ဟာပြီးခဲ့တဲ့မေလ22ရက်နေ့မှာ recorder မျိုးအမှတ်2ရပ်ကတရုတ်ခွန်မွေးက TPCE မှုကြောင့်မှာ ချောင်းအုပ်ဖြစ်သူဦးမွန်ဆွေတန်အသက်38နှစ်နဲ့ဇနီးဖြစ်သူဒေါ်ကုတ်တန်ကိရှန်အသက်35နှစ်တို့ထံကနေဖွင့်ဖြူဆက်ပြဘူး429ဘူးကိုဖမ်းဆီးခဲ့ပါတယ်။အစူပါမှုနဲ့ပတ်သက်တဲ့ခွင်ဆက်များဖော်ထုတ်နိုင်ရေးဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီးမေလ28ရက်နေ့ကချောင်းအနှံထားတဲ့ချောင်းသားမိဘတချို့ရဲ့တောင်းဆိုချက်ဖြစ် အမှုတော်ဆောင်များနဲ့အသီးသတိများရှေ့မှောင်မှာကြောင်းအမှန်နဲ့ငွေစည်ရင်းတွေကိုရှာဖွေဆောင်ရွက်ရမှာနေအိမ်အတွင်းဝတ်ထားတဲ့စိတ်ကြွစီပြများနဲ့ငွေသားတွေကိုထမှန်ဖန်ဆီးခဲ့တာလို့ HPOC တရားခွင်ကောင်ကမေလ29ရက်နေ့ကထုတ်ပြန်ပါတယ်ထမံဖန်စီထားတဲ့စိတ်ကြွစီပြဟာအလုံး6000ရှိပြီးမူရစေးရောင်းဝယ်ရမှာအသွင်ပြရရူပီငွေ9000တထောင်နဲ့မြန်မာကျပ်ငွေ26သိန်း9400လို့ကိုလည်းဖန်စီခဲ့ရလို့ဆိုပါတယ် လက်ရှိမှာမွေးရဆေးဝါများဖန်ဆီးခဲ့တဲ့ TPCE မှုကြောင့်ကြောင့်ကိုဟွန်ဂိုရမ်ဒေသန္တရအစိုးရကချိတ်ပိတ်ထားပြီးထွက်ပြေးတင်းချောင်နေတဲ့ TPCE ကြောင့်အုံဝန်စီထံကိုဖန်ဆီးရရှိရတဲ့အတွက်မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့ YMA များနဲ့လည်းချိတ်ဆက်ဆောင်ရွက်လျက်ရှိတယ်လို့ဆိုပါတယ်။ HPO CJ ဟွန်ဂိုရမ်မှာမွေးရဆေးဝါရောင်းဝယ်ဖောက်ခါမှုကိုတတ်နိုင်တဲ့ဖက်ကနေကကွယ်တက်ဖြတ်သွားမှာဖြစ်တဲ့အတွက်ပြည်သူတွေအနေနဲ့လည်းမွေးရဆေးဝါတက်ဖြည့်ရေးလုပ်ငန်းမှာပူပေါင်းပေါင်းဝင်ပေးကြဖို့တိုက်တွန်းထားပါတယ်။ ကလီမျိုးကနေချင်းထောင်ကိုစစ်ချောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ကြောင့် UN ဆွန်ခွာစစ်ပီးရှောင်းနေရတဲ့ဒေသခံပြည်သူတထောင်ကျော်တို့ဟာ အခြေခံစားနေရိတ်ခအမှုအကနဲ့စေဝါတွေလိုအပ်နေရလို့ဒေသခံတွေထံကနေသိရပါဗျ။မေလ18ရက်နေ့ကစပီးအင်အားရချင်းနဲ့စစ်ချောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ကြောင့်ဒီတိမ်မျိုးနဲ့ကလေးတိုင်းငယ်ကာလမပေါ်ကမော်ပီ၊ထေဇန်၊ဟေဇိန်နဲ့ဝန်ဆန်ဂျီရက ဒေသခံပြည်သူအလုံးဟာနှိစက်ရကြေးရွာတောင်ရတဲတွေမှာစစ်ပေးတင်ဆောင်နေကြတာနှစ်ပတ်နီးပါးချရှိလာပြီဖြစ်ပါတယ်စစ်ပေးဆောင်ထဲမှာကလင်းငယ်အများအပြားပေါဝင်ပြီးတကြီးရွယ်အိုနဲ့ကိုဝင်ဆောင်အမျိုးသမီးတွေလည်းပေါဝင်တယ်လို့သိရပါတယ်ဒါအပြင်တရက်ပိုင်းအတွင်းမှာမိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်တောင်ရတဲစစ်ဆောင်နေကြတဲ့ပြည်သူတွေအမှုအကာနဲ့အစာအသောက်တွေလိုအပ်နေကြတယ်လို့သိရပါတယ် ချင်းတောင်ကိုအင်အားရချင်းနဲ့ခြေတက်လာတဲ့စစ်ကောင်စီတပ်တွေနဲ့ချင်းတောင်ဟရေးပူပေါင်းတပ်တို့ဟာမေလ21ရက်ကနေဒီကနေ့အထိနှိစင်နီပါတိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီးစစ်ကောင်စီတပ်တွေဟာတိုင်းငင်းမြောက်ခင်ဟင်စိန်ကြီးရွာမှာအခြေချပြီး၈၀တက်မလာသေးဘူးလို့သိရပါဗျ။ ချင်းပြည်ချင်းလက်အစိုးရအဖွဲ့ကကွယ်ရေးမှူးကြီးဌာနရဲ့ဦးဆောင်မှုဖြစ်ချင်းအမျိုးသားတမတော် CNN နဲ့ဒေသန္တရကကွယ်ရေးတပ်ဖွဲ့တွေ စုဖွဲ့မှုလေ့ကျင့်မှုဆိုင်ရာမူဝါဒပိုင်းဆိုင်ရာကိစ္စရပ်များညှိနှိုင်းအစီအဝေးတရက်ကို မေလ29ရက်နေ့ကချင်းလုံမြို့မှာကျင်းပပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ် အစည်းအဝေးမှာချင်းပြည်ချင်းလန်းကောင်စီအဖွဲ့ဝင်အသီးသီးကအုပ်ချုပ်ရေးတာဝန်ရှိသူတွေတက်မှုတွေတက်ရောက်ခဲ့ကြပြီးချင်းပြည်ဆွေရအဖွဲ့ဝင်ကြီးချုပ်ဘူပါထန်ကလည်းတက်ရောက်အမှားစကားပြောကြားခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာချင်းတောင်ကိုအင်အားရချီဖြစ်စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုချင်းလန်းကောင်စီနဲ့ချင်းညီနောင်တပ်ဖွဲ့ဝင်တချို့တို့ကပူးပေါင်းခုခံတိုက်ခိုက်နေကြပြီးစစ်ရဲချီအနေပြင်းထန်နေတယ်လို့သိရပါတယ်။ အိန္ဒိယနိုင်ငံနယူးဒယ်လီမှာအစိုးရပြောင်းလဲဖြစ်ပြီးနောက်တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကို ဖော်ထုတ်ပြီးနှုတ်ရင်းနိုင်ငံကိုပြန်လဲပို့ဆောင်ရန်စနစ်တကျဆောင်ရွက်လာနေတဲ့အတွက်မြန်မာစစ်ပီးရှောင်တွေအနေနဲ့တတိထားနေထိုင်ကြဖို့အိန္ဒိယမြန်မာရေးလေလာဆောင်ကြည့်တဲ့ India for Myanmar အဖွဲ့ကမေလ29ရက်နေ့မှာအတိအပြထုတ်ပြန်ထားပါတယ် အထူးသဖြင့်ပါကစ္စတန်နဲ့အိန္ဒိယနိုင်ငံအကြားဘဏိပခါဖြစ်ပြီးနောက်ပိုင်းတရားမဝင်နေထိုင်တဲ့နိုင်ငံခြားသားတွေကိုပိုမိုတင်းကျပ်စွာကန့်တွယ်လာပြီးရိုဟင်ဂျာနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကိုနေရက်ပြန်လည်ပို့ဆောင်ခံရမှုတွေစတင်ကြုံနေရပြီလို့လည်းအိန္ဒိယဖော်မြင်မှာကဆိုပါတယ်။ဒါအပြင်အိန္ဒိယနိုင်ငံ UNHCR ရုံးကဒုက္ခသည်တွေရဲ့အချက်လက်တွေကိုလည်းအိန္ဒိယအစိုးရထံလွှဲပြောင်းပေးထားတဲ့အတွက်အိန္ဒိယအစိုးရကပြတ်မှတ်ထားခံရနိုင်ချေရှိသူလို့ ကုကုကုတတ်မှတ်ပါက UNHCR ရုံးမှစည်ရင်သွင်းခဲ့တဲ့လိပ်စာမှာဆက်လက်နေထိုင်ခြင်းမပြုဘဲဘေကင်းရနေရာကိုရာရှိခိုးလုံနေထိုင်ဖို့ကိုလည်း India for Myanmar ကအကြံပြုထားပါတယ်။ကျင့်မဲ့ထားခံရနိုင်ခြင်းနဲ့သူတွေအနေနဲ့မလို့အပဲစိုးရင်ထိန်လန့်ခြင်းနဲ့အထောက်အထားမခိုင်လုံဘဲရှောင်ထွက်ခြင်းတွေမပြုလုပ်ကြဖို့အထောက်အထားကတ်တွေမပါဘဲခရီးသွားလာတာတွေလည်းမလုပ်ကြဖို့တတိပေးထားပါတယ်။ အိန္ဒိယနိုင်ငံနယူးဒယ်လီမြို့မှာမြန်မာနိုင်ငံကစစ်ပေးရှောင်တထောင်ကျော်ရှိပြီးအဲ့ဒီတဲက3000ကျော်မှာ UNHCR ကအတိအမှတ်ပြုထားတဲ့ UN ကကန်ဆောင်ထားသူတွေဖြစ်ကြတယ်လို့သိရပါတယ်။ PNP နဲ့ Dupla Khyain Cochrane မြို့နယ် Greenless စုကြေးရွာကခရင်ပညာရေးနဲ့ရင်ချေးမှုဌာန KECD ကြောင့်ကိုစစ်ကောင်စီကလေးချောင်းကနေဘုံချဲတိုက်ခိုက်ခဲ့တာကြောင့်ကျောင်းသား၄ဦးထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့သိရပါတယ်။ ဒူပလာယာကန်ကိုကရမြုန်နဲ့မြဝတီတံဘကတေပေါ်ဘူချီယောအဆုကွေလက်ဆုချီယောစာတင်ကြောင်းနဲ့ဖုံးကြီးချောင်းကိုမေလ29ရက်ည9နာရီဝန်းကျင်မှာစစ်ကောင်စီကလေချောင်းဖြင့်ပုံကျဲတက်ခတ်ခဲ့တာဖြစ်ပါလေ။လေချောင်းပုံကျဲတက်ခတ်မှုကြောင့်ဆဲချောသက်အရွယ်ကျောင်းသားလေးဦးတန်းရရှိပြီးပေါမှားထိမှန်တဲ့ကလေးမှာတရားပြင်းထန်တယ်လို့ပြည်ရင်အထရင်စင် KIC ကဖော်ပြပါဗျာ။ ကုလဆုကြောင့်ဟာကရင်ပညာရေးနယ်ယဉ်ကျေးမှုဌာန KECD ရဲ့စီမံခန့်ခွဲမှုအမှရှိတဲ့စတင်ကြောင်းဖြစ်ပါတယ်။ဒဏ်ရသူတွေဟာကျွန်းလကျောင်းဖွင့်ရသည့်အမိအဆောင်ပြန်လာနေတဲ့အလဲတန်းကျောင်းသားတွေဖြစ်တယ်လို့သိရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်မြို့နယ်ဆောင်ပြောင်ကြီးရွာမှာတဆွဲထားတဲ့စစ်ကောင်စီတပ်နဲ့ PNO ပြည်သူစစ်တပ်စခန်းတွေကိုတိုက်ခိုက်ရမှာစစ်တုံးပန်းတွေနဲ့လက်နက်ခဲယံတွေသိမ်းဆည်းရရှိကြောင်းဖေခုံ PDF ကယနေ့မေလ30မှာထုတ်ပြန်ပါတယ်။မေလ18ရက်ကနေ26ရက်အထိဆောင်ပြောင်ကြီးရွာကစစ်ကောင်စီနဲ့ PNO တပ်စခန်းတွေကိုဖေခုံ PDF 1332တပ်ရင်းနဲ့မဟာမိတ်တပ်ပေါင်းစုတွေကတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ တပ်ပွဲမှာနေစင်ဒီပါပြင်ထန်ခဲ့ပြီးစခန်းကုန်းမကြာရေးစစ်ကောင်စီကလေချောင်းလက်နက်ကြီးများနဲ့စက်တိုက်ပစ်ကူပေမဲ့စခန်းကုန်းအများစုကိုမဟာမိတ်တပ်ပေါင်းစုကသိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါဗျ။စစ်သွုံပန်းနဲ့လက်နက်ခဲယမ်းတွေကိုလည်းသိမ်းပိုက်ရရှိထားတယ်လို့တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်းရဲဘော်တချို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။မကွေးတိုင်းမှာအကျန်းဖက်စစ်ကောင်စီကြောင့်မိလာအတွက်သက်ဆရှင်နှစ်အောက်ကလေးငယ်9ဦးအပါအဝင် ပြည်သူ22ဦးသေဆုံးခဲ့တယ်လို့နိုင်ငံရေးအချင်းသားများကူညီဆောင်ရှောက်ရေးအသင်း AFP ကထုတ်ပြန်ပါတယ်။နိုင်ငံရေးအချင်းသားများကူညီဆောင်ရှောက်ရေးအသင်း AFP ကောက်ယူထားတဲ့အချက်လက်တွေအရမကွေးတိုင်းမှာမေလ1ရက်ကနေ29ရက်အထိအကြံပေးစစ်ကောင်စီကြောင့်အမျိုးသမီး6ဦးနဲ့အမျိုးသား15ဦးစုစုပေါင်း22ဦးသေဆုံးခဲ့တာကို အမေနဲ့တကွာအတီးပြုနိုင်ခဲ့တယ်လို့မေလ29ရက်နေ့ကထုတ်ပြန်ပါတယ်။ အဆိုပါတည်ဆုံးသူရဲ့အတွက်ထဲမှာအသက်ရှင်နေအောင်ကလင်းငယ်ခုနှစ်ဦးပါဝင်ပြီးတည်ဆုံးသူ22ဦးထဲမှာ73ဦးဟာအချမ်းဖက်စစ်ကောင်စီရဲ့ဖမ်းဆီးတပ်ဖြတ်မှုကြောင့်တည်ဆုံးခဲ့ရတာဖြစ်ပြီးလေကြောင်းတိုက်ခိုက်မှုကြောင့်တည်ဆုံးသူ6ဦးရှိတယ်လို့ AAPP စီးရင်တွေရသိရပါတယ်အချမ်းဖက်စစ်ကောင်စီကမတရားအာဏာသိမ်းခဲ့တဲ့ 2021ခုနှစ်ဖေဖော်ဝါရီလ1ရက်ကနေ2025ခုနှစ်မေလ29ရက်အထိအကြမ်းဖက်စစ်ကောင်စီနဲ့လက်ပါစစ်တွေကြောင့်ပြည်သူ6869ဦးအထိသေဆုံးခဲ့ရတယ်လို့ AFP စီးရင်တွေကသိရပါဗျ။ VOC စီတွင်ထဏရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။